အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော် တဲ့ပေါ့မနေ့ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်ဒါမနေ့ကကျွန်တော်အသင်းလဲပါပါတယ်ဒါကြောင့်မနေ့ကချန်ပီယံလီးအဲ့ပေါ့မနေ့ကမို့တနေ့ကချန်ပီယံလီးပွဲရတဲ့ဆိုင်ကျွန်တော်မနေ့ကချန်ပီယံလီးပွဲတွေကိုကျွန်တော်ပို့ပြီးသဘောကျတယ်လို့ပြောလို့ရတယ်လက်ရှိမှာတော့ကျွန်တော်နောက်ဆုံးချိန်အထိဒါကျွန်တော်တို့ခုနပြောသေးပဲခြေကုပ်လက်ကုပ်ကြည့်ပြီးတော့ဟာဒီဘယ်အသင်းတွေဘယ်လိုဖြစ်သွားနိုင်လဲဘယ်အသင်းကတော့ဘာဖြစ်သွားနိုင်လဲဆိုတဲ့ movement တွေကိုအကောင်းဆုံးပြသခဲ့တယ်ပေါ့နော်ဒါကျွန်တော်လက်ရှိမှာတော့ဒါ personal BG ပွဲစဉ်ပြောမယ်ပြီးရင်တော့ဒါ city ပွဲစဉ်ကြောင်းပြောမယ်ပေါ့နော်ဒါကျွန်တော် physics ပွဲစဉ်ကတော့အများကြီးမပြောဘူးဒါကျွန်တော်အမြင်နဲ့ရှိတယ်အဲ့တော့ city ပွဲစဉ်လည်းကျွန်တော်ကြည့်ဖြစ်ပါတယ်ပွဲအစပွဲဆုံးတွေကျွန်တော်ကြည့်ပြီးတော့ city ပွဲစဉ်ကိုလည်းကျွန်တော်ပြောပြ ပြီးသွားဖြစ်ပါတယ် highlight ကြီးပဲမဟုတ်ဘဲနဲ့အပြည့်ကြီးခဲ့တဲ့ကြောင့်မို့လား full time reaction ပေါ့နော်အခုလက်ရှိမှာ lighting ကိုကြည့်လို့ကျွန်တော်စီမှာဒါညာဘက်ပဲရှိသေးတယ်အဲ့တော့ လက်ရှိမှာဘာဆူနာနဲ့ PSG ရောင်းပြောအောင်တကယ်ကိုတော့ entertainment ဟိုပေါ့ကိုကတော့ဂျာပရိသတ်တရားနေနေကျွန်တော်ခုနကဘာဆူနာအသင်းကိုပူကြိုက်တယ်ဆိုရင်တော့ဒီနှစ်သင်းเนี่ยကျွန်တော်ပြပွဲကြည့်မှာပြောခဲ့သူပဲဘလူနန်နိုင်ကျွန်တော်တို့က AC ပဲဒါပေမဲ့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါ Louis Enrique နေနဲ့သူဟာ one of the ခုနကပြောလို့ပြတာကျွန်တော်တို့ဘောလုံးရဲ့နီးပြတဲ့မှာ greatest of football mind တဲ့တယောက်ဆိုအခုလက်ရှိမှာသူ့နေတာကျွန်တော်လက်ရှိမှာသူ့နေတာ triple နှစ်ကြိမ်ယူထားခဲ့ပြီးမတူတဲ့နှစ်သင်းเนี่ยဒါကျွန်တော်တို့လက်ရှိတော်တော်လေးကိုလည်းချီးကျူးဖို့ကောင်းနေတာမှရှိတယ် Guardiola ပြီးရင်ဒါကျွန်တော်တို့လက်ရှိဒါဒါ triple ကိုမတူတဲ့နှစ်သင်းနဲ့ယူပြတော့တကယ်ကိုချီးကျူးစရာ ကောင်းလွန်းတဲ့နေရာမှာရှိဒါပေမဲ့ဒီလိုမျိုးပွဲစဉ်တွေမှာ Louis Erige နဲ့သူဟာဘာလို့ special ဖြစ်ကြောင်းဆက်လက်ပြီးပြသခဲ့နေမှာရှိတယ်။တခါကြရင်မှာကျွန်တော်ဒီလိုပွဲစဉ်မျိုးကြည့်ပြီးပေါ့နော်ကိုယ်အနေနဲ့မနာလို့နှစ်ဖက်သင်းလုံးကိုပဲဥပမာလက်ရှိမှာဒါကျွန်တော် Barcelona ကိုကြည့်ပြီးတော့လူငယ်တွေကိုကြည့်ပြီးတော့ငါတို့အစီကလူငယ်တွေကဘာလို့ဒီလောက်မဖြစ်ထွန်းခဲ့တာလဲဆိုတဲ့အတွေးတွေ။တစ်ဖက်က PSG လိုမအကဲကူတာငွေသုံးရင်တောင်မှဒီလိုငွေသုံးတဲ့ကစားသမားတွေငါတို့ဘာလို့မရရလဲဆိုတဲ့အတွေးတွေ။အဲ့လိုနှစ်ခုလို့ဒါကျွန်တော်တို့အဲတော့တော့ဖြစ်မိတယ်။ခုနကကိုယ်အသင်းနဲ့ကိုယ်ရှင်ပြီးတွေးမိဥပမာလက်ရှိမှာ Barcelona အသင်းကိုကြည့်လာလမင်းရမယ်ဆိုဗျာဒါတော်။ Nuno Mendes ကောင်းနေတာ Nuno Mendes ဒီပုံမှာ မှာကောင်းတယ်ဆိုရင်နူနိုမန်ဒက်ဆိုသူကြော်ပြဖို့ကြိုးစားတယ်သူနဲ့ဒါအကောင်းဆုံးရလူပြဖို့ကြိုးစားတယ်ငါတို့အသင်းမှာဘာလို့လမင်းရမေးလို့ချာတက်ပြီးမထွက်နိုင်ဥမာလက်ရှိမှာကွင်းလယ်ပိုင်းကြည့်အောင်ဒီနေ့ပေါ်မှာဒါကြောင့်မြတ်တွင်းနေဟောက်ဘက်ဖြစ်နေရတာကျွန်တော်ဘက်ထရီကိုလည်းအကောင်းဆုံးပုံစံလေးတွေ့နေရတဲ့နေရာမှာပါတယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်ဒါပွဲချိန်မှာကျွန်တော်တိတ်ပြီးမချီချူးဖြစ်တဲ့ကစားသမားတော့ဒါကျွန်တော် market ratio လို့ပဲဆိုရမယ် ratio အနေနဲ့ဒါကြောင့်လက်ရှိဒါကြောင့်နောက်ပိုင်းပွဲစဉ်နေမှာဒါကျွန်တော်တို့အသင်းပေါ်ဒါကျွန်တော်တော်တော်လေးကိုကူညီနိုင်လာတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာ Hansi Flick ကသူ့ရဲ့ philosophy ကသူ့ကိုဒီနေ့ပွဲစဉ်မှာတတ်သွားခြင်းလို့မြင်တယ်ပထမပိုင်းမှာဒါ တော့ဘာဆိုနာတင်းနဲ့တော်တော်လေးကိုဟုတ်မလို့လူမူးမန့်တွေကိုတွေးခဲ့ရပါပဲ။ဒါတကယ်ဒုတိယပိုင်းကတော့ကျွန်တော်တို့ PSG အသင်းနဲ့လုံးဝ game changer ကိုသူတို့နဲ့ပြောင်းလဲသွားခဲ့တယ်လို့မြင်တယ်။အဲ့တော့ဒါကခုနကပြောလို့ greatest of ဒါကျွန်တော်တို့ mind of football great mind of football ဆိုတာအမျိုးကိုပြောရဲကျွန်တော်တို့ဒါ tactical ကျွန်တော်မြင်နေပြောရဲ Luis Enrique ရဲ့ပွဲစဉ်ကိုကြည့်ဘူးကျွန်တော်ဒါ tactical က fully understand ပေါ့နော်ကျွန်တော်လည်းနေတော့နားလည်မယ်ဒါအပြည့်နားမလဲလူတယောက်တော့မှ full picture တစ်ခုမြင်နေမြင်တယ် အသင်းအသင်းမှာကျွန်တော်တို့ဒါကျွန်တော်တို့စီးပွားရေးလိုပဲဒါကျွန်တော် US လိုလူတော်မြတ်ပဲကျွန်တော်အားနေတဲ့အရာအမြင်နဲ့ကျွန်တော်တို့ဒါ bright ဖြစ်အောင်လုပ်ဖို့ကြိုးစားရတယ်ကျွန်တော်ဒါအမြင်နဲ့ပြောပြီး SWOD ပေါ့နော်ဒါကျွန်တော် strength weakness opportunity ဘာညာအဲ့လိုမျိုးကျွန်တော်အမြင်နဲ့ပြောလို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါစီးပွားရေးမလုပ်ဘူးကျွန်တော်တို့ဒါကောင်းတဲ့အရာကိုကျွန်တော်ပိုကောင်းအောင်ကြိုးစားပြီးတော့မကောင်းတဲ့အရာကိုဒါကျွန်တော်တို့ကျွန်တော်တို့အဓိကကကျွန်တော်စီးပွားရေးတော်များပြဿနာမကောင်းတဲ့ဥစ္စာကိုကောင်းအောင်ပိုကြိုးစားကောင်းတဲ့အရာကိုကျွန်တော်မိတဲ့ဥစ္စာရှိတယ် လူးဝစ်အရီကအဲ့ဒီစီအဲ့ဒီမိုင်မို့ဥမာလာကျွန်တော်ပထမပိုင်းမှာသူ့အနေနဲ့လာလုံးဝသုံးသက်လိုက်တယ်သူ့ရဲ့အတက်ကဘာလဲသူ့ရဲ့အသင်အကောင်းဆုံးချက်ကဘာလဲသူ့ရဲ့အသင်အားနေတဲ့ချက်ကဘာလဲโอเคအားနေတဲ့ချက်ကိုတော့ဒါသူ့အနေနဲ့နည်းနည်းလေး hype ဥမာလက်ရှိမှာဒါရှင်းရှင်းလေးဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲ လူးဝစ်အန်ဒီကရဲ့ PSG ရဲ့တိုက်ဆက်ပိုင်းကသူတို့နေအဓိကတိုက်ဆက်မှုတွေဒါလည်းကျွန်တော် miss ဖြစ်နေတယ်။ဒါဒီနေ့ပုံမှန်မှာဒါကျွန်တော် desire to way လွှဲတဲ့ Kvitcha Kvaskelia လွှဲထားတယ်။ဒါလက်ရှိမှာသိကြတယ်မယ်။ရွှေဘောလုံးဆုရှင်ဖြစ်တဲ့ Usman Dembele လွှဲတယ်။ဒီနေ့မှာသူတို့နေတာ risk ကိုတော်တော်လေးကိုယူပြီးလူငယ်နှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်မေထက်လူရဲ့မောင်ဖြစ်တဲ့မာယူလူပေါ့နော်။ မယူလူကျွန်တော်တော့ကျွန်တော်ဟိုပါလေကျွန်တော်ညီကိုလည်းပြောနေသေးတယ်ဟဲ့အဲ့နာမည်လေးကလာတော့မယူလူဆိုတဲ့နာမည်ကျွန်တော်မေထက်လူနဲ့များမျိုးတော်လာပေါ့ကျွန်တော်နောက်လိုက်သေးတယ်ဒီကောင်လေး16နှစ်လာပဲမသိဘူးရှိပြီးတော့မေထက်လူနဲ့ကကျွန်တော်တို့အမ်ကျွန်တော်နာမည်လေးဆင်တယ်ပေါ့ဗျာအဲ့တော့နောက်တစ်ယောက်ကကျတော့ဒါကျွန်တော်နာမည်ထက်လာလေးဗျာမအေဘေးတဲ့ M B A Y E ဆိုတော့မအေဘေးပဲခေါ်မှာဘောတမမဘေးလားမေးကျွန်တော်တို့မေးပေးပဲခေါ်တော့နာမည်လေးအဲ့လိုပဲဆိုတော့အဲ့တော့ခုနကပြောသလိုလက်ရှိမှာဒီနေ့ပွဲစဉ်ကိုကြည့်ရင်ခုနက Louis and Ricky နေနဲ့ လူလူငယ်တွေလည်းနေရာပြည့်ဒီနေ့ပုံမှန်ဒါကျွန်တော်တို့မယူးလူဆိုရင်ဒါအမှန်တမ်းပြောရမယ်ဆိုရင်သူ့အနေနဲ့သူ twin သွားတဲ့ twin ကမှာကွန်ပိုရှာအရင်ကောင်းတယ်ဒါပေးသွားတဲ့ Nuno Mendes ရဲ့ ပါစကလည်းအင်မတန်မှအသက်ဝင်တယ်လို့လူငယ်တယောက်အနေနဲ့ဂိုးပေါ့ရှိမှသူဘာလုပ်ရမလဲကူပါစီကိုအထိုင်ချပြီးတော့ဖက်ကနေကန်ဘုံကနေကန်သွားတဲ့အလုပ်ကဒါခုနကပြောသေးပြီဒါချန်ပီယံလိမှာလူတယောက်အနေနဲ့ဒါကျော်ကွန်ပိုရှာဘယ်လောက်များအဲ့တော့ဒီဟာကနီးပြအောင်အများကြီးသက်ဆိုင်တယ်လူဝိစ်အရီကီနဲ့ဒီကစားသမားတွေကိုဘယ်လောက်ထိကွန်ပိုရှာမြင့်အောင်အကောင်းဆုံးနေထားရသူတတ်မှတ်ပေးထားဆိုတွေ့ရမယ်ဒီမှာပါတယ်အပြောချင်တာလက်ရှိမှာခုနကပြောရပြတ်သွားတယ်အဲ့တော့လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်ပထမပိုင်းမှာပြီးသွားတယ်ပထမပိုင်းပြီးသွားတဲ့အချိန်မှာလူဝိစ်အရီကီသူ့အသင်းဘာတွေအားနေလဲဒါပေမဲ့သူ့အသင်းဘာတွေကောင်းတာသူသိတယ် င်သူ့ရဲ့အကောင်ဆုံးအားသာချက်ပါလက်ရှိမှာကဘာပေါ်မှာအကောင်ဆုံးသောဖူဘက်တွေတဲ့နှစ်ယောက်ကိုသူပိုင်စားရဲဆိုရယ်သူအသိဆုံးဖြစ်သွားတယ်နူနိုမန်ဒက်စ်ရဲ့အာရှရစ်ဟာကီမီရဲ့အာရှရစ်ဟာကီမီရဲ့ရှေ့ကောနောက်ကောဆင်းနိုင်ဆုံးသူကင်နဲ့နူနိုမန်ဒက်ရဲ့ရှေ့ကောနောက်ပြောချင်တာပြတကယ်နဲ့အင်ဂိမ်းမှာဘာဖြစ်သွားလဲဆိုသူနဲ့သူဘာကိုလှုပ်ချပလိုက်လဲဆိုတော့ဖီနီညာနဲ့ဖီဗီယန်ရူးစ်ကိုနောက်ကိုအင်ဗာတက်ပို့ချပြီးတော့ဟာကီမီနဲ့နူနိုမန်ဒက်စ်ကိုခင်ဗျာဒါကျွန်တော်တို့လုံးဝတောင်းပန်အောင်ဆင်းခိုင်းတာ နူနိုမန်ဒက်စ်နဲ့ဟာရှ်ရီဟာကီမီတခါကြရင်ကျွန်မတို့ဝင်ခါကြတယ်ကျွန်တော်အင်ဆိုင်အောက်ဒီမှာဝင်ချတာကျွန်တော်အဲ့ဘုနာပေါ့ကျွန်တော်တက်ကနီကယ်ရလုံးဝ100%တမ်းနားလေတာမဟုတ်ဒါပေမဲ့ကြည်နေရင်ဒီကောင်ကဒီလိုလုံးလို့ရပါလားဆိုတဲ့အတော့တွေအဲ့တော့ခုနပြောလို့ရဒုတိယပိုင်းမှာကျွန်တော်ခုနပြောလို့လူဝစ်အန်ရီကသူ့အတင်ဘာအားတာလဲအဲ့အားပါတော့သူမောင်းဆွမြင့်လိုက်ချိန်မှာလုံးဝဒီဂိမ်းက change သွားတယ်ဒုတိယပိုင်းမှာတော့ဘာဆိုနာတင်းနေတာတပွဲလုံးဒုတိယပိုင်း45မိနစ်ချိန်မှာဒီချိန်မဲ့ရှော့အောင်နားခဲ့ရှိခဲ့တယ် အဲ့လောက်ထိကိုဒါကျွန်တော်ကောင်းခဲ့ပြီးခုနကပြောပြတာကျွန်တော်ခုနကကျွန်တော်ညီကိုနေတာပြောသေးတယ် ပရီးမီးယားလိကိုချက်တလောက်ဝေးပဲဒါပေမဲ့ပရီးမီးယားလိရဲ့ဒါကျွန်တော်ဘုံမောက်လိုခံစင်းနေမျိုးစပါးညီပဲဖြစ်ဖြစ်တစ်ဖက်က white sand ပဲဖြစ်ဖြစ်အဲ့လိုကစားသမားမျိုးတွေကလက်ရှိမှာဒါကျွန်တော်တို့ club ပူ champion league အများဆုံးသော club မှာဒါကျွန်တော်တို့ဘုံမောက်ရဲ့ကစားကိုရောက်နေနောက်တစ်ကောင်ကခုနကလက်ရှိမှာပူပူလို့ champion ကြီးရတာအဲ့တော့တခါကျပရီးမီးယားရဲ့ပတ်သက်ရင်ပဲလူတော်များဝေးပဲအာဘကွာမှာကောင်းဆုံးပိုင်းအဲ့ကစားသမားတွေဒီခုလက်ရှိမှာဆောင်းမှာ harry kane လို့ကောင်းမျိုးလက်ရှိမှာတိုက်စင်မှုဘလူးမျိုး terry ရလို့ olic ဘလောက်ကောင်းနေလဲဒါမျိုးတွေကျွန်တော်တွေ့ရမှာဒါမျိုးလက်ရှိမှာကျွန်တော်တို့ပြောပြအဲ့တော့ဒီနေ့ပွဲစဉ်မှာ barcelona အသင်းနေနေတာ တစ်ဖက်က philosophy ကအသက်ဝင်ခဲ့လို့တစ်ဖက်ရဲ့ philosophy ကဒါနဲ့တင်တည်သွားခဲ့လို့မြင်တယ်။ဒါအလွန်ကျွန် highlight ကလည်းဒီနေ့ပွဲစဉ်မှာဒါစကားတွေအများကြီးပြောခဲ့လို့မြင်တယ်။နောက်ဆုံးအစ်တကတော့ကျွန်တော်လီခိုင်းပေါ့နော်။လီခိုင်းကတော့ကျွန်တော်ကိုကိုကြည့်နေကြပွဲတိုင်းကိုအမြဲတမ်းလို့ဒါကျွန်တော်တို့ဟိုဒါ ဟိုအမြဲတမ်းလုတ်ပြနေတဲ့ကစားအဲ့တော့ဒါကျွန်တော်ဝင်လာခဲ့တဲ့အချိန်မှာတော်တော်လေးကိုကောင်းသွားတယ်လို့မြင်တယ်။ဒါပေမဲ့ Goncalo Ramos ကဒါကျွန်တော်လက်ရှိက game changer တစ်ယောက်ဖြစ်သွားခဲ့တယ်။ပေးပူသွားတယ်ပေးပူမှုလုတ်သွားတဲ့ဥစားတွေအကုန်လုံးကတော်တော်လေးဒါအောက်ထားကြခဲ့တဲ့တူတူတင်ပြီးဒီနေ့ပွဲစမှာ PSG တင်းနဲ့ဒုတိယပိုင်းခြေစွမ်းတော့100%နိုင်ခဲ့တဲ့တင်တူတင်ဖြစ်ခဲ့တယ်။ Barcelona အသင်းကလက်ရှိမှာလူငယ်တွေဖြစ်တဲ့ကြောင့်ဒါနည်းနည်းလေးလူအပ်တယ်လို့ပြောလို့ရပေမဲ့တကယ်တော့နောက်ပေါ်ပြီးဒါလူငယ်တွေကိုကြည့်ပြီးဒီအသင်းရဲ့လူငယ်တွေကငါတို့စီကလူငယ်လောက်ငါတို့လူငယ်တွေသူတို့လောက်ဘာလို့မကောင်းတစ်ဖက်ကလည်းကြည့်ပြီးတော့ငါတို့အသင်းလည်းပတ်စံတုံးထားရပဲသူတို့အသင်းလောက်ဘာလို့မကောင်းအောင်လဲဆိုတော့အတွေးတွေအများကြီးပြီးအဲ့တော့သင်းလုံးနေတဲ့ ်ချန်ပီယံလိဂျီယာဂျူနဲ့တက်ပေးလိုက်ရတဲ့မိနစ်ပေးပေါ့မိနစ်တိပေါ့တကြိုင်တော့မိနစ်200မိနစ်120ပေါ့နော်မိနစ်120တော့ခင်ဗျားဘွားရေးပေးရဂျူနဲ့တက်ပွဲတွေတွေပွဲလို့ကျွန်တော်နေနေမြင်ပြီးရတယ်မှာပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ပွဲကြောင်းပြောအောင်နောက်တစ်ပွဲကြောင်းပြောရမယ်ဆိုရင်လည်းရှိမှာဒါကျွန်တော် Manchester City အသင်းနဲ့ဒါကျွန်တော်တို့အဲမူနာကူနဲ့ပေါ့နော် အဲ့ဒီနေ့ပုံမှန်တော့ကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုတော့ဒါပထမတွင်ကူတွေကဒါကျွန်တော်တို့ဟာလန်ကောဒါတက်စီရဲ့တွင်ကူတွေကကျွန်တော်ဝန်းဝန်းဖြစ်သွားတယ်။ဝန်းဖြစ်သွားတဲ့ချိန်မှာဒါကျွန်တော် CD တင်နေတာအကောင်းဆုံးအဲ့ဒီမှန်တိုင်းပြောဒီနေ့ပုံမှန် CD တင်ဆက်မျောဖို့ကောင်းတာဗောနော်။ဒါဒီနေ့ပုံမှန် Rider စေကောင်းတယ်။ Queenle Trio ဒါကျွန်တော်တို့အဲတူတဲအသုံးအောင်လို့တော်တော်လေးကိုဒါအဆင်ပြေခဲ့တယ်မို့ဒီနေ့ပုံမှန်ဒါ CD cancel တယ်လို့လည်းပြောလို့ရမယ်ဒီမှာပါတယ်။အဲ့တော့ penalty ကြောင်းပြောပထမဆုံးပဲအဲ့တော့ကျွန်တော်အတွက်ကတော့အမှန်တမ်းပြောရမှာဆိုရင် penalty က तू ကပေးတယ်ဘာလို့ပေးတယ်ဆိုတော့ပထမဆုံးရှင်းပြမယ် ခုလက်ရှိမှာအဲ့ဒီဘနက်ဒီမှာဒါကျွန်တော်တို့အဲဘလူးဘလူးကဘာဒီရောချက်တော့ထင်တယ်အဲ့ဒါကျွန်တော်ပါအဲ့ချက်တော့ကဒါကျွန်တော်တို့ Eric Dyer ကိုမထိဘူးဒါပေမဲ့ဘောမူ Eric Dyer ကိုထိတယ်ဒါပေမဲ့ဘောလုံးကိုအရင်ထိမယ် Eric Dyer လည်းထိသွားအဲ့တော့ဘာဖြစ်လဲဆိုတော့ तू ကအဲဥပဒေပါပြင်ပဆန်တဲ့အတွက်ကြောင့်ဘနဒီပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးဆော်တယ်ကျွန်တော်ကမှန်နေပြီဒါတော့နားမလဲဘူးဒါ personally ကကျွန်တော်အနေနဲ့ပြောတာတကယ်ဦးနာဘာလို့ဆို Okay အဲ့ဒါဆိုရင်ဦးနာဘာဥပဒေပါပြင်ပဆန်တဲ့ဆိုတော့ကျွန်တော်ကစားသမားကိုအဝါကက်ပေးပြီးတော့ ဖောင်းမယ်ဘာလို့အကယ်၍ဒီအလုံးကခုနကကျွန်တော်ဒါသူတို့ရဲ့ဟိုလက်ရှိမှာဒါကျွန်တော်ဘောလုံးရဲ့စီမင်းစီကံတခုပြောအဓိကပနတီပြီးတဲ့စီမင်းစီကံပါလေအကယ်၍ဒီတက်ကောဒါမှမဟုတ်ဒီဟိုမှာလောဒါဥပဒေပါပြင်ပဆန်တဲ့အပြုမှုတခုကဒီဘောလုံးလမ်းကြောင်းဂိုးသွင်းသွားနိုင်တဲ့ activity ဒါမှမဟုတ်ဒါဥပဒေပါပြန်တဲ့ပြုမှုကဂိုး ဖြစ်သွားနိုင်တဲ့ opportunity တစ်ခုကို changes လုပ်လိုက်တယ်ဆိုရင်အဲ့ဒါကို penalty ပေးရတယ်။ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်နားမလည်တာကအခုလက်ရှိမဟုတ်တယ်။ဒါ error dial နဲ့ counter chart နဲ့မကြုံမတိမတော်စောထိသွားဒါပေမဲ့ကန်နဲ့ကောင်ကလည်းဘောလုံးညင်ထိတယ်။ဒါကျွန်တော်တိုက်တဲ့ကောင်ကနောက်မှဝင်တယ်။အဲ့ဒါကိုဘာလို့ပေးလဲကျွန်တော်နားမလည်ဘူး။ဟုတ်လားသူကတော့ရှင်းတယ်ဥပိ္ပိပပြင်ပါကကလုတဲ့ကြောင့်ဒါပေးတယ်ပေါ့နော်ဒါဘောတူ6ရောက်ကအရင်ထိခဲ့မယ်အဲ့ဒါဆိုတခုနပေါ်တယ်ဒါ content ကျွန်တော်မနေ့ကပြောခဲ့တနေ့ကလည်းပြောခဲ့တယ်အေဗာတန်နဲ့ဝက်ဆန်ပွဲစဉ်ကဒီတိုင်းပဲစပါးနဲ့ဘူရူနဲ့ပွဲစဉ်ဒီတိုင်းပဲ ကွန်တက်စ်ပေါ်အလဲကားဖြစ်သွားပြီဒါမထိနဲ့တယောက်တယောက်ထိရင်ထိတာနဲ့ဟွာကထိတာနဲ့ကိုပယ်နယ်တီထိတာနဲ့ဆိုအဲ့တော့အဲ့ဒီပွဲစဉ်ပယ်နယ်တီကိုကျွန်တော်တို့ကမပေးသင့်ဘူး harsh ဖြစ်တယ်ဗျဒါပေမဲ့ဒီနေ့ပွဲစဉ်မှာမူနာကူလည်းကျွန်တော်ဘိုးဖြစ်တယ်လို့ချီးကျူးခြင်းတယ်ပယ်နယ်တီပေးသင့်မပေးသင့်တာဒါခုနကကျွန်တော်မပေးသင့်ဘူးဒီနေ့ပေါ်မှာမူနာကူလည်းအရန်ချီးကျူးတယ်စီတီတင့်ကိုသူ့အနေနဲ့တော်တော်လေးကိုငါတို့ဘာလုပ်နိုင်လဲဆိုဆက်လက်ပြီးပြသသွားခဲ့ပြီးတော့ဒီနေ့ပေါ်မှာစီတီတင့်ရဲ့ဒါခံစစ်ပိုင်းကိုတချို့နေရာတွေဆက်လက်ပြီးပြသနေစေဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်စီတီတင့်ကလည်းရှိမှာဒေါ်နယ်ရမောက်တက်ကဒါပထမဦးဆုံးအနေနဲ့ဂူးများများပေးရတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ရင်ထားမှာရှိတယ်ဗျ ဒီနေ့ပေါ်တော့ကျွန်တော်အားရတာတော့ CD တင်ရတိုက်ဆက်ပိုင်းနဲ့ဒါကျွန်တော်တို့ကွင်းလယ်ပိုင်းပဲဒါ Foden နေနဲ့လက်ရှိမှာ form ရအရန်ကောင်းနေပြီလို့မြင်တယ်တစ်ဖက်ရကွင်းလယ်ပိုင်းတစ်ဖက်ရဒါကျွန်တော် Kansas City ကိုထိုးပေါက်မှွေနှောက်နေတယ်ဆိုတဲ့ပုံစံမျိုးကို Foden စီကတွေ့ခဲ့တယ်အရင်တော့က Foden ရဲ့အရေးအယံတော်များပြန်တွေ့လာခဲ့လို့မြင်တယ်ရူဒီကဒါကျွန်တော်လက်ရှိမှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒါအရင်တော့ကရူဒီကိုပြန်ဖြုတ်မြင်တယ်ဒါပေမဲ့ တကယ်ကိုတော့ကျွန်တော်ဒီဂျားထဲမှာကျွန်တော်ပါစနေမှာမြင်တာမြင်တာ riders ပဲဒီနေ့ပွဲစမှာပေါ့ကျွန်တော်ဒါဖြစ်စေချင်တာကဘနာလူစေးပါကိုသွန်တာကျွန်တော်ပွဲကျမှာပြောခဲ့တယ်ကျွန်တော် CVO ကိုသုံးစေချင်တဲ့ movement မှာရှိတယ် CVO ဒီနေ့ပွဲမှာဒါ contract တက်လဲပေးတော့မှာဖြစ်တော့ကျွန်တော်ဒီနေ့ပွဲမှာဒါသူ့ကိုဒါကျွန်တော်သုံးစေချင်ခဲ့ပေမဲ့ဒီပြတော့မသုံးဘူးပေါ့နော်အဲ့တော့ဟာလန်ကလည်းရှိမှသူ့ရဲ့က count moon ရဲ့ record တစ်ခုဆက်လက်ပြီးထိန်းထားခဲ့ပြီးဒါကျွန်တော်ပွဲ90ကစားပြီးတော့52ကိုသွင်းထားတဲ့ record တစ်ခုဆက်လက်ပြီးပြသထားခဲ့တယ်အင်မတန်မှအသက်ရွယ်နေမလိုက်ကောင်းတဲ့ chart date ဆိုတော့လုံးဝငင်းစရာမလိုဒါပေမဲ့ဒါခုနကပေါ့ဒီနေ့ပွဲမှာဒါ CD သေးရင်ဒါကျွန်တော် O'Reilly ရဲ့ဒါကျွန်တော်ကျွန်တော်ကိုယ်တိုင်ပြော ဲ့လို့ Oradio ဒီနေ့ပုံစံမှာမြင်ကျင်ခဲ့တဲ့ကဘာဒီယို DS ရဲ့အတွဲတစ်ခုမြင်ဒါပေမဲ့စီးတင်းတဲ့ဒီနေ့ပုံစံမှာရွှေဘကတော့ရွှေဘဆန်ခဲ့ပြီမဲ့တစ်ဖက်အသင်းရတယ်ကျွန်တော်နောက်ဆုံးမိနစ်နောက်ဆုံး second အသင်းကူနေတူဒါလုံးဝဘာမှလွတ်လွတ်မရခဲ့ဘူးလို့ပဲပြောလို့ရမယ်တယ်မပါဒီနေ့ပုံစံမှာဒါ Jeremy Doku ကတော့အားနေခဲ့တဲ့အနေထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဒါစီးတင်းအသင်းရဲ့ကွင်းလယ်ပိုင်းကိုကျွန်တော်ကြိုက်တယ် Riders ရဲ့ဒါကျွန်တော်ဒီနေ့ Brian ကအလုံးစုံနှမျောတယ်မို့တိုင်ထီပါပြီဖုံးကနေပြန်ထွက်သွားဆိုကျွန်တော်ဂိုးပြီးတော့ထင်တာဒါပေမဲ့ဂိုးသွားခဲ့ဘူးအဲ့တော့ဒီနေ့ပုံစံမှာဒါကြည့်ပြီးတော့စီးတင်းရဲ့ကွင်းလယ်ပိုင်းကတော်တော်လေး improve ဖြစ်လာတယ်ဒါပေမဲ့ဒီနေ့ပုံစံတမတ်ကစီးတင်းတို့ထိုးနှက်ချက်ကြီးမားတယ်လို့ပြောရင်လည်း ကျွန်တော်တော့မပြီးပါဘူး။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Points နဲ့ TV 4 YouTube မှာကျင်းလို့ဆိုတာပေါင်းအကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါတယ်။ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေ။စုမုံကောင်း Stone B နဲ့ကျွန်တော်တို့နောက်မှာပဲ AACC တွေ့ကြရပါ့။အားလုံးပဲကြိုတူပါရ။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါရ။ကြောက်တော့ကိုမပြီးပါဘူး။ဒေးပါဗျ။